အရန်ကိုမှရတာရှိတဲ့ခောက်ဆွဲကြော်လေးပါပဲရှင်။ Hello အားလုံးပဲမူလာပါရှင်။ဒီနေ့ကတော့ကျွန်တော်တို့ထမင်းပေါင်းလို့တုံးတာပေါ့နော်။ဂျန်နဲ့အသီးနဲ့တဝက်ကိုကျွန်တော်ခောက်ဆွဲလေးကြော်စားပါမယ်။အရင်ဆုံးရေနွေးဆူပုတ်ပတ်ဆူတဲ့ထဲကိုကျွန်တော်ခောက်ဆွဲပေါ့နော်။စွန်ကြီးအောင်ခောက်ဆွဲလေးနှစ်ထုပ်သုံးလိုက်ပါရရှင်။အဲ့တော့ကျွန်တော်ရေနွေးပုပ်ပတ်ဆူရတဲ့ကိုခေါဆွဲလေးနှစ်ထုပ်ထိုက်လိုက်ပြီးတော့မနူးမအိအောင်ပေါ့နော်အရင်အိမသွားအောင်ပြုတ်ကားပါမယ်ရှင်။ ်ခေါဆွဲကိုနည်းနည်းမဆက်ဆက်အနေထားလောက်မှကျမတို့ခြာပြီးတော့ရေစစ်ထားမယ်ပေါ့နော်ခေါဆွဲကိုအရန်လူအီအောင်ပြုတ်လိုက်မိရဲဆိုလို့ရှိရင်ခေါဆွဲကြောတဲ့အချိန်မှာပေါ့နော်ခေါဆွဲတွေကထွေးသွားနိုင်ပါတယ်ရှင်အဲ့တော့ခေါဆွဲကိုမဆက်ဆက်အနေထားလောက်ပေါ့နော်ဒီအနေထားလောက်မှပဲခြာလိုက်ပါမယ်ရှင်ပြရရင်တော့ရေစစ်ပြီးတော့ရေနဲ့တန်ရှင်းစင်ခြင်းအောင်စေးကြောထားပါမယ်။ရေနဲ့စေးကြောပြရင်ထပ်ပြီးတော့ရေစစ်ထားလိုက်ပါမယ်ရှင်။ပြရရင်တော့ခေါဆွဲကိုရတာနေပါမယ်ရှင်။ချိုမုတ်စာ၊ခယူစီ ဘက်ငပြရဲ့အကြီးနဲ့ဘက်ငပြရဲ့အနောက်တို့ထည့်ပြီးတော့ဒီခေါက်ဆွဲအရသာလေးပိုရှိစေရန်အတွက်တည်တည်ချာချာလေးနှံ့ဆက်သွားအောင်နေသွားပေးလိုက်ပါမယ်ရှင်။ကျမတို့ဒီနေ့ပေါ့နော်ခေါက်ဆွဲကိုတုံးလိုက်တာများပါတယ်ရှင်ကျမခြံထားတဲ့အသီးနှံလေးကနေပြီးတော့ခေါက်ဆွဲကတော့အရန်များနေတယ်ပေါ့နော်ဘာလို့လဲဆိုတော့အိမ်မှာခေါက်ဆွဲအရန်ကြိုက်ပါတယ်အဲ့ခါကျတော့ကျမခေါက်ဆွဲများများလေးလုပ်လိုက်တယ်ပေါ့နော်တကယ်ဆိုလို့ရှိရင်ကျမအသီးနှံထပ်ဝယ်ပြီးတော့ထထည့်လိုက်လို့ရှိရင်ညီတို့ညီမဖြစ်တာပေါ့ရှင်ဒါပေမဲ့ကျမအသီးနှံထပ်မဝယ်ဖြစ်လိုက်တော့ပါဘူးရှင် အဲ့တော့ထမင်းပေါင်းလုံးကကျန်နေအသီးနှံလေးနဲ့ပဲခေါက်ဆွဲမြများလေးနဲ့ကြောလိုက်မယ်ပေါ့နော်အစမကဘဲဥသုံးထားရဲပေါ့နော်ဘဲဥရဲ့အိုးချုံမိုးလေးနဲ့စားလေးနဲ့ထည့်ပြီးတော့တေချာနှက်ဆက်သွားအောင်ခလောက်ထားလိုက်ပါမယ်ရှင်ဒီနေရာမှာဘဲဥသုံးသုံးကျုပ်သုံးသုံးမိမိစိတ်ကြိုက်ပါရှင် ဘဲဥလေးကိုနှမ်းဆောင်အောင်ခောက်ပြီးပြီဆိုရင်တော့စီအင်းငယ်လေးထဲမှာကျမတို့မှုေကြော်လေးကြော်လိုက်မယ်ပေါ့နော်လုံးဝမှုေပြီးတော့ပေါ့နော်အစိမ့်စိမ့်မမဖြစ်သွားတဲ့မှုေကြော်ပုံစံလေးပြန်ကြော်လိုက်ပါမယ်ရှင်မှုေကြော်မကြော်ခြင်းဥဆိုလဲဒီညမှာအချက်လိုက်ကြော်ပြီးတော့ကျမတို့ကကြီးလေးနဲ့ပြန်ကိုက်လို့လည်းရတယ်အချက်လိုက်စားသုံးလို့လည်းရတယ်ပေါ့နော်ဒါကတော့မိမိစိတ်ကြိတ်ပါရှင်ဘဲဥကိုမှုေကြော်ပြုရပြီဆိုလို့ရှင်တော့ဒါလေးကတော့ကျမတို့ထမင်းပေါင်းတော့အကျန်နဲ့အသီးနှံလေးတော့ပါရှင် ီးတော့မှုေးပြောင်းကော်မုတ်လေးဒီမှာဖြောလိုက်ပါမယ်ရှင်။ဒီမှာထမင်းပေါင်းတို့ကလည်းပြောသလိုပဲပေါ့နော်။ပြောင်းကော်မုတ်ကမိမိစိတ်ကြိုက်ထိနိုင်ပါတယ်နော်။အရန်ပြပြချွချွထည့်ခြင်းနဲ့သူကတော့များများလေးသုံးနိုင်ပြီးတော့အနေတော်ပဲသုံးခြင်းနဲ့သူကတော့အနေငယ်ပဲထည့်နိုင်ပါတယ်ရှင်။ဒီမှာတော့ထမင်းစားစွန်းတစွန်းစားလေးဖြောထားလိုက်ပြီးတော့မိမိလိုသလောက်ပဲထည့်မှာပါရှင်။အကုန်တော့မထည့်ဘူးပေါ့နော်။အဲ့တော့ကျမတို့ထမင်းပေါင်းတို့ကဂျန်တဲ့အသီးနဲ့လေးတစ်ဝက်ကိုကျမတို့ပူလေးပေးလိုက်မယ်ပေါ့နော်ပြီးွားရင် ပြောင်းကော်ရည်လေးကိုမိမိလိုသလောက်လေးပဲထည့်သွားလိုက်ပါမယ်ရှင် အရင်ချွဲပစ်နေရမျိုးမကြိုက်တဲ့ခါကျတော့လေအနေငယ်လေးလောက်ပဲထည့်ပါမယ်ရှင်။ပြောင်းကုန်ရည်လေးကိုလိုတဲ့လောက်ထည့်ပြီးဆိုရင်ကျွန်တော်တို့ကအရသာနေထားတဲ့ခေါဆွဲလေးတွေထည့်ပြီးတော့အားလုံးနှံ့ဆက်သွားတာဒီတိတိချာချာလေးမွေးသွားပေးလိုက်ပါမယ်ရှင်။အဲ့တော့ခေါဆွဲလေးကိုကျမတို့မဆက်ဆက်ကလေးအနေထားမှာခြားရဲဆိုတာလေဒီအနေထားကြောက်ပေါ့နော်ကျွန်တော်တို့ရှိလေးဒီအသီးနှံကြောနေတဲ့အချိန်မှာလည်းအရေးလေးတွေပါသေးတယ်နောက်ပြီးတော့ကျမတို့ဆက်ပြီးတော့ကြော်သွားမှာဖြစ်တဲ့အတွက်အဲ့ဒီအချိန်ကျရင်ခေါဆွဲရလည်းချက်သွားတဲ့အနေထားရောက်ပြီပေါ့နော် ကျမတို့ခေါက်ဆွဲကိုပြုတ်သေးရတာနူးနူးအီအီနဲ့ပြုတ်လိုက်မိပဲဆိုလို့ရှင်ဒီနေရာမှာကြောရတာဘလို့မှအဆင်ပြေပြီးတော့ကောင်းမှာမဟုတ်တော့ပါဘူးရှင်ရောက်ခါဆွဲကိုမဆက်ဆက်အနေထားလေးမှာခြာပြီးတော့ကျမတို့တွေစိတ်ပြင်းနေပြီနဲ့ကြော်သွားလိုက်ပါမယ်ရှင်။အခုဆိုမြင်ရတဲ့အတိုင်းပဲပေါ့နော်ကျမအသီးနှံတွေကနေပြီးတော့ခေါက်ဆွဲကတော့တအားများနေရေပေါ့နော်။အင်းကလည်းခေါက်ဆွဲကြိုက်တာလည်းတပိုင်းပေါ့။အဲ့တော့အသီးနှံကလည်းထပ်ပြီးတော့ဝယ်ပြီးတော့ပေါ့နော်ထပ်မကြော်ချင်တော့တာနဲ့ပဲရှိတာနဲ့ပဲကျမအဆင်ပြေတယ်လို့လေးကြော်လိုက်ပါရရှင်။ အခါဆွဲကြော်နဲ့တွေ့စားဖို့တော့ကျွန်တော်တို့သခွားသီးချင်လေးလောက်ပါမယ်သခွားသီးလေးတွေကိုမိမိစိတ်ချိုင်နေထားလေးတွေချက်လိုက်ပါမယ်ရှင်ပြီးွားရင်ရတာနေနဲ့စားချုံမုံမြူသီးစိမ့်နဲ့အဲတမျိုးသီးလေးကျွန်မထည့်ထားရပေါ့နော်တမျိုးသီးလေးညှစ်ထည့်ပြီးတော့ရတာတွေအားလုံးနှက်ဆက်သွားအောင်နေပြီးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့ခေါဆွဲကြော်လေးကတော့စားဖို့ဆင်သင့်ဖြစ်သွားပါပြီရှင်ခေါဆွဲကြော်လေးရလေအရန်ကိုမှရတာရှိပြီအရန်ကိုမှစားလို့ကောင်းနေပေါ့နော်ကျမတို့ကစီလဲအများကြီးမသုံးတဲ့ခါကြတော့လေဒီခေါဆွဲကြော်ကလေစားတဲ့လောက်ကိုဝင်ပါတယ်ရှင် ဆီအများကြီးသုံးတဲ့ခါကျရင်အရန်အီနေမှာပေါ့နော်ဆီအများကြီးမသုံးတာတဲ့ခါကျတော့အရန်ကိုမဆားလို့ကောင်းပါတယ်ရှင်ကျွန်မရဲ့ဗီဒီယိုလေးတွေကိုစုံလေးကြည့်ရှုပေးကြတဲ့တူရီယောက်စင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ထပ် Flory မှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်